မင်္ဂလာပါလို့ဥစွာပနာမနှုတ်ဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဘာမိတ် request story channel ကနေပြန်လည်ကြိုဆိုပါတယ်ဇလန်းဆာမှာတော့စီတာနဲ့အာဒီတို့မောင်နှမကအဖေဖြစ်သူလှုပ်ထားတဲ့ပေါင်မုတ်တွေကမိသားပုံစံမထွက်ကြောင်းစကားပြောနေကြရင်အစပြုတ်ထားပါတယ်စီတာတို့မိသားစုကမုံဆိုင်လေးဖွင့်ထားပြီးဘုံတွေကအရသာကောင်းပေမဲ့ဝက်စီနဲ့လှုပ်ထားတဲ့အကြောင်းကောင်းတယ်လို့လူတွေကထင်နေကြတဲ့အတွက်ဝဲသူကနဲသွားပြီးငွေကြီးကြီးကတော့တိတ်အဆင်မပြေလှပါဘူး အဲ့ဒီအချိန်ဘေးချင်းကမှလာဖွင့်တဲ့ဒိုးနတ်ဆိုင်ကဖွင့်ဖွဲ့အထိမ့်မှန်းနဲ့90ရာခိုင်နှုန်းလျှော့ပေးနေတာကြောင့်လူတွေကတန်းစီပြီးဝင်နေကြပါတယ်။ဒါပေမဲ့အဖေဖြစ်သူကတော့ချမ်းသာပြီးမပျော်တဲ့သူတွေရှိသလိုစင်းရဲပေမဲ့ပျော်ရွှင်နေတဲ့သူတွေလည်းရှိတာကြောင့်ဘဝမှာပိုက်ဆံဆိုတာအဓိက လိုအပ်ချက်မဟုတ်ကြောင်းသူ့သမီးကိုရှင်းပြပါတယ်။စီတာကသူ့မနဲ့အာဒီကိုအဝေးကိုပို့လိုက်မှကိုစိုးရိမ်နေပေမဲ့အဖေဖြစ်သူကစိုးရိမ်စရာမလိုကြောင်းပြောပါတယ်။တဖက်မှာတော့အာဒီကိုသူ့အတန်းပေါ်တွေကလာနောက်ရှက်နေတာကြောင့်စီတာကစိုင်ထဲကနေထွက်သွားဖို့ပြောကမောင်းထုတ်လိုက်ပါတယ် အဲ့ဒီအချိန်အပြင်ကနေမျိုးသားတယောက်ကဆိုင်အတွင်းကိုကြည့်နေရင်နောက်တော့ဆိုင်ထဲကိုဝင်လာပြီးအာဒေးစီရှောက်လာတာကြောင့်အာဒေးလည်းပေါင်မုံတွေကိုရောင်းပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကချောင်းဆိုးနေတာကြောင့်အာဒေးကရေတစ်ခွက်ကိုကမ်းပေးလိုက်ပါတယ်။နောက်တော့အမျိုးသားကသူ့နားထောင်နေတဲ့ကက်ဆက်ခွေကိုထုတ်ပေးလိုက်ပြီးသူကအစကမယုံချောင်းနဲ့အပြင်ကိုလည်းအန်ဒီရဲ့များလာကြောင့်မထွက်ဖို့အာဒေးကိုမှာသွားပါတယ်။အာဒေးလည်းနားမလည်နိုင်ဖြစ်နေချိန်မှာဆိုင်ထဲကဝဲသူလင်မယားကရန်ဖြစ်နေပြီးနောက်တစ်ယောက်ကတော့ကောင်တာကပိုက်ဆံကိုခိုးနေပါတယ်။ စီတာကတွေ့သွားပေမဲ့အတင်းလှုပ်ပြီးထွက်ပြေးသွားတာကြောင့်စီတာရဲ့အဖေဖြစ်သူကိုပြောလိုက်ကစီတာရဲ့အဖေလည်းနောက်ကနေလိုက်သွားပါတယ်စီတာရဲ့အမေကပါအပြင်ကိုလိုက်သွားပြီးဆိုင်းပြင်းမှာအဲ့ဒီလူနဲ့စကားပြောနေကြရင်ရုတ်တရက်ဘုံပေါက်ကွဲမှုဖြစ်ပြီးစီတာရဲ့မိဘနှစ်ပါးလည်းတီးဆုံးသွားခဲ့ပါတယ်အသေးကဘုံပေါက်သွားသူကအာနေကိုကက်ဆက်ခွေပေးခဲ့သူဖြစ်ပြီးရဲတွေကစစ်ဆေးချိန်မှာတော့စီတာကစပွဲအောက်ကနေကက်ဆက်ခွေကိုယူထားလိုက်ပါတယ်စီတာလည်းအပြင်ကိုထွက်လာချင်းအလောင်းတွေကိုတွေ့ပြီးတွေးတွေကိုတက်နှင်းမိကချော်လဲသွားပါသေးတယ် နောက်တော့အိမ်ထဲကိုဝင်လာကတိတ်ခွေကိုဖြန့်ကြည့်တော့အော်ဟိနေတန်တွေကိုကြားလိုက်ရပါတယ်။နောက်တရက်မှာတော့ဘာသာရေးဆရာမကသင်ကြားနေချိန်မှာတေဆုံးပြီးအုတ်ဂူတွေရောက်တဲ့အချိန်တမန်တော်ကမိကုန်းတွေမိမှဖြစ်ကြောင်းနဲ့မိကုန်းတွေကိုမဖြေချားနိုင်ရင်အုတ်ဂူကကျင်းလာပြီးနိုင်ဦးတွေကိုချိုးလိုက်တယ်လို့ဖြစ်ကကြောက်စရာတွေကမတူရဲစရာဖြစ်လာမယ်လို့ပြောပြပါတယ်။စီတာကဘာသာရေးကဘာလို့လူတွေကိုချောက်လန့်နေရတာလဲလို့မေးတော့ဆရာမကယုံကြည်ဖို့နဲ့တည်ရင်မဲ့နေရာဘယ်တော့ရောက်လာမလဲဆိုတာမသိနိုင်ဘူးလို့ပဲပြန်ဖြေပါတယ်။ အဲ့ဒီနောက်မှာတော့စီတာလည်းတောအုပ်တဲကိုပြေးသွားကအာဒိန်းနဲ့တွေ့ပြီးရွာကနေမြို့ကိုပြေးဖို့လုပ်ပါတယ်ဒီလိုနဲ့ပြေးလာကြရင်လှိုင်ကောင်းဝါကိုရောက်တော့အဲ့ဒီလှိုင်ကောင်းတဲကိုဘသူမှမဝင်ရဲကြတာနှစ်တွေကြာနေပြီလို့အာဒိန်းကပြောပြီးမြစီတာကတော့ဘုံခွဲခဲ့တဲ့လူရဲ့အုတ်ကူကိုသွားရှာခြင်းနေတာကြောင့်မြို့ကိုပြန်မယ်လို့ပြောပါတယ်အုတ်ကူနှိမ့်ဆက်ခြင်းဆိုတာတကယ်မရှိဘူးဆိုတာကိုစီတာကတတ်တည်ပြခြင်းနေတာပါဒီလိုနဲ့လှိုင်ကောင်းတဲကိုဝင်လာကြကအာဒိန်းကင်ထားတဲ့ဓမီကပြတ်သွားပါတယ်တဖြည်းဖြည်းချောက်လာကြရင်နဲ့အာဒီနဲ့စီတာကတယောက်နဲ့တယောက်မျက်ခြေပြတ်သွားပြီး အပြန်လန်အော်ခေါ်နေကြချိန်မှာပီတာကထိုင်နေတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရပါတယ်။ဘသူလဲလို့မေးလိုက်တော့ MIA လို့ပြောတာကြောင့်စီတာလည်းအမြန်ထွက်ပြေးလာကအပြင်ကိုရောက်သွားပြီးလူတစုနဲ့တွေ့ကဘော်ဒါချောင်းကိုပြန်ခေါ်သွားခံကြရပါတယ်။စီတာလည်းအဖေနဲ့အမေကိုတတိရတယ်လို့ပြောကငိုနေပြီးလိုင်ကောင်းထဲမှာ MIA နဲ့တွေ့ခဲ့ကြောင်းနဲ့ MIA ကဘသူလဲလို့မေးပါတယ်။အဲဒီအချိန်နောက်ထပ်ဆရာမတယောက်ကရောက်လာပြီးစီတာကိုခေါင်းဆောင်အနီးပြောင်းပေးကတခြားချောင်းသူတွေနဲ့အတူအပြင်ကိုထွက်လာကြပါတယ်။သူတို့လမ်းလျှောက်နေရင်းနဲ့ကားတစ်စီးကဖြတ်သွားခြင်း ကားပေါ်ကအမျိုးသားဟာဘော်ရာကျောင်းရဲ့ပိုင်ရှင်ဖြစ်ပါတယ်။အောက်တော်ဆီယာမဥမာရာနောက်ကိုတခြားဆီယာမတယောက်ကလိုက်လာပြီးဆီယာမဥမာရာကလည်းကလေးတွေကိုဒီလိုလုပ်နေတာကိုတားရမယ်ဆိုပြီးပြောနေပါတယ်။တခြားဆီယာမကတော့သူကကလေးတွေကိုအနာဂတ်ရှိလာအောင်လုပ်ပေးတယ်လေလို့ပြောပေမဲ့ဆီယာမဥမာရာကအင်မာအေးတည်သွားတာကရောလို့ပြန်မေးပါတယ်။အခုတစ်ခေါက်ကရောဘသူ့ကိုလိုချင်နေတာလဲလို့မေးတော့အာဒီလိုတီးလိုက်ရပြီးစီတာကလည်းသူတို့ပြောတာတွေကိုကြားသွားခဲ့ပါတယ်။ဒီလိုနဲ့စီတာကအာဒီလိုရှိတဲ့စီကိုလိုက်သွားပေမဲ့ စောင့်တွေကဝိုင်းတားထားကြတယ်လို့ဖမ်းထားလိုက်ပြီးအာဒီကိုလည်းအပြင်ကိုပေးမထွက်ပါဘူးစီတာလည်းတစ်သားပြင်ချက်တွေနဲ့ရိုက်ပိတ်ထားတဲ့ပတင်းပေါက်ကနေထွက်ဖို့ပြင်ချက်တွေကိုလက်နဲ့ဆွဲရင်လက်သေးကုန်အောင်ကျွတ်ထွက်သွားပါတယ်နောက်တော့ခေါင်းဆောင်အဝတ်စားနဲ့ပြင်ချက်တွေကိုဆွဲဖယ်ဖို့လို့တော့ပတင်းပေါက်ကိုဖွင့်လို့ရသွားပါတယ်အပြင်ကိုရောက်တဲ့အချိန်ဆီယာမဥမာရာနဲ့တွေ့ပြီးစီတာရဲ့အိတ်ကိုလာပေးပါတယ်ဒီလိုနဲ့စီတာလည်းလမ်းလျှောက်လာရင်အာရစီလာနေတာကြောင့်တစ်ပင်နောက်မှာပုံးနေတာကားကိုခဲနဲ့ပေါက်လိုက်တော့ကားမောင်းသူကအောက်ကိုဆင်းကြည့်ပါတယ် အဲ့ဒီအချိန်စီတာကကားပေါ်မှာရှိနေတဲ့အာဒီကိုတွားခေါ်ပြီးလိုင်းကူစီကိုရောက်လာကြပါတယ်။လမ်းမှာလည်းအာဒီကစီတာထက်အကြီးဖြစ်ပေမဲ့သူမအတွက်အကူအညီမဖြစ်စေတာကိုတောင်းပန်နေပြီးဦးလေးဖြစ်သူကအင်ကိုရောင်းလိုက်ကစီတာတို့မောင်နှမကိုဒီကြောင်းကိုပို့ထားတာဖြစ်ပါတယ်။စီတာကအာဒီကိုဘာတွေလောက်ကြသေးလဲလို့မေးကသက်ရှောင်းနေရင်စီတာကအာဒီရဲ့လက်ကဘာလို့အေးနေတာလဲဆိုပြီးလက်ကြည့်လိုက်ချိန်မှာအာဒီမဟုတ်တာကြောင့်စီတာလည်းလန့်ပြီးမြေကြီးပေါ်ပြင်းလဲသွားပါတယ်။နောက်တော့မျက်နှာမှာဒဏ်ရာတွေရှိနေတဲ့ MIA ကပေါ်လာပြီး ူ့ကိုကဲပါဆိုပြီးပြောနေပါတယ်။ပီတာလည်းအာဒီကိုလိုက်ရှာရင်ထွက်ပြေးလာပြီ။နောက်တော့အာဒီကိုတွေ့ကနှစ်ယောက်သားထွက်ပြေးလာကြပါတယ်။အဲဒီနောက်မှာနှစ်တွေအများကြီးကြာသွားချိန်မှာတော့ပီတာကဘိုးဘွားရိတ်သားမှသူနာပြုစီတာအနေနဲ့အလုပ်လုပ်နေပါတယ်။မစ္စတာပန်ဒီရိုနှစ်ယောက်ကဒီနေ့တော့ဂါဒန်လို့ခေါ်တဲ့မျိုးသားကြီးတစ်ယောက်တိတ်ဆုံးသွားခဲ့တာကြောင့်အပြင်ကိုမသွားဘူးလို့ပြောနေချိန်အမျိုးသမီးဖြစ်သူရဲ့လက်စွပ်ကကျမ်းပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်။ပီတာလည်းလက်စွပ်ကိုပြန်ဆုပ်ပေးလိုက်ပြီးမစ်နာနီအပြင်သွားချင်ရင်တော့တခြားသူနာပြုတစ်ယောက်လိုက်ခဲ့ပေးမယ်လို့ပြောပေမဲ့ မစ္စတာပန်ဒီကပေးမသွားပါဘူးအဲ့ဒီနောက်မှာဝါဟုခေါ်နေတာကြောင့်စီတာလည်းအခန်းထဲကိုဝင်လာခဲ့ပြီးသစ်စစ်ပေးဖို့လာခေါ်ပါတယ်အခန်းထဲမှာတော့မစ္စတာဝါဟုရဲ့တာသမီတွေရောက်နေပြီးအင်ကိုပြန်လိုက်ခဲ့ဖို့ပြောနေပါတယ်နောက်တော့သူတို့ပြန်သွားကြတဲ့အခါမှာမစ္စတာဝါဟုကစီတာကိုလက်ဖက်ရည်ဖြော်ပြီးဖို့ပြောပါတယ်စီတာလည်းအပြင်ကိုထွက်သွားချိန်မှာမစ္စတာဝါဟုကကဆက်ကိုဖွင့်ပြီးနားထောင်နေရင်ရုတ်တရက်သူ့ရဲ့လက်ကအန်ဆွဲကိုဖွင့်လိုက်ပြီးတနတ်ကိုထုတ်ဖို့လုပ်နေတာကြောင့်လက်တစ်ဖက်ကအဲ့ဒီလက်ကိုပြန်တားထားပါတယ်စီတာကလက်ဖက်ရည်ဖြော်နေတော့ မစ္စတာဝါဟူရဲ့သားသမီးတွေကရောက်လာသူမတို့အဖေကိုအိမ်ပြန်ခေါ်မယ့်အကြောင်းပြောပြီးမစ္စတာဝါဟူစီမလည်းဘာပိုက်ဆံမှမရှိတော့တာကြောင့်စီတာကမစ္စတာဝါဟူကိုချင်းကပ်မယ်ဆိုရင်အချိန်ဖြုန်းတာပဲလို့ပြောနေပါတယ်စီတာကမစ္စတာဝါဟူအိမ်ပြန်သွားတာကိုလိုချင်ရင်သူမကိုဒူးထောက်တောင်းပန်ခိုင်းလိုက်ပါတယ်နောက်တော့စီတာလည်းဖြော်ထားတဲ့လက်ပတ်ရည်အိုးကိုယူပြီးဝါဟူရဲ့အခန်းထဲကိုလာချိန်မှာဝါဟူကကလေးတစ်ယောက်လိုငိုနေပြီးသူ့အမေကိုပဲမေးနေပါတယ်စီတာကအဲ့ဒါကိုဗီဒီယိုမှတ်တမ်းတင်ထားလိုက်ပြီးနောက်ဘာသာရေးဆိုင်ရာဆွေးနွေးတဲ့ဗီဒီယိုတွေကိုလည်းကြည့်နေပါတယ် ာဒီကတော့အလောင်းကိုရေချိုးပေးကအကောင်းတက်ထည့်ပြီးကားပေါ်ကိုတင်လိုက်ပါတယ်။အာဒီကစီတာကိုအခုတည်သွားတဲ့တယောက်လာလို့မေးတော့စီတာကမဟုတ်ဘူးလို့ပြောကသူကဖြောင်းမှတ်တယ်လို့ပြောပါတယ်။အလောင်းကိုမြင်မြုပ်နေရင်းနဲ့လဲအာဒီနဲ့စီတာတို့ကစကားဆက်ပြောနေကြပြီးစီတာကအုတ်ကူနှိပ်စက်တာကိုလေ့လာနေတာကြာနေပြီဖြစ်ပြီးဘာသာရေးကလူတွေကိုချိန်ချောက်ကအသေးကံဘုံခွဲတာလိုမျိုးတွေလောက်ခိုင်းနေတာလို့ယူဆနေတာပါ။လွန်ခဲ့တဲ့နှစ်20တုန်းကတွေ့ခဲ့တဲ့အသေးကံဘုံခွဲသမားကူရဲ့အထဲမှာဘာမှမဖြစ်ခဲ့ပဲဒါနဲ့မလုံလောက်နိုင်ဘူးလားလို့အာဒီကပြောတော့ ီတာကအခုလာမယ်တယောက်ကိုလည်းအဲ့ဒီအုတ်ဂူဘေးမှာထက်မြုပ်အောင်မှာလို့ပြောပါတယ်။စီတာဟာအဝိတ္တရှောင်းနေင်းနဲ့မိဘဖြစ်သူတွေတိတ်ဆုံးခဲ့တဲ့အကြောင်းကိုပြန်အမှတ်ရနေပါတယ်။အာဒီကိုတော့သူ့အမျိုးသမီးကအချိန်ပြည့်အလောင်းတွေနဲ့ပဲရှိနေတယ်လို့ဆိုကအိမ်ပေါ်ကနေမောင်းချလိုက်ပါတယ်။စီတာကတော့ဝါဟူရဲ့အခန်းထဲသွားတဲ့အချိန်ဘာသာရေးကိုအယုံကြည်မရှိဘူးလားလို့မေးကဘာသာရေးအကြောင်းပြောနေကြရင်ဘော်ဒါကြောင်းဖွင့်ပြီးဘာလို့ကလေးတွေကိုအာဓမကျင့်တာလဲလို့မေးပါတယ်။တကယ်တော့မစ္စတာဝါဟူကစီတာတို့ငငယ်ကတတ်ခဲ့တဲ့ကြောင်းရင်ပိုင်ရှင်ဖြစ်နေပါတယ်။ ဒါတွေကိုအာဒီကအခန်းပြင်ကနေကြားလိုက်ပြီးဒါစိတ်တူနေတာကြောင့်ဝါဟုရဲ့လက်ပင်ကိုညှစ်ထားပေမဲ့ဒီတာကလွှတ်လိုက်ဖို့ပြောလိုက်ပါတယ်ဒီတာကဝါဟုတို့လိုလူမျိုးတွေအုပ်ခုထဲကိုရောက်သွားပြီးဘာဖြစ်မလဲဆိုတာကိုစောင့်ကြည့်မှလို့ပြောပြီးဝါဟုကတော့ဘဝဆိုတာအချင်းကြီးပါလို့အော်ပြောနေတာကြောင့်တခြားလူတွေလည်းအခန်းထဲကိုရောက်လာကြပါတယ်အဲဒီနောက်မှာတော့ဗဇက်တဲကိုတနက်ထက်ပြီးသူ့ကိုယ်သူတက်တည်သွားပါတယ်ဒီလိုနဲ့မစ္စတာဝါဟုရဲ့အလောင်းကိုမြေကြီးတူးထားတဲ့ကျင်းထဲကိုချလိုက်ကဒီတာကသူမပါအုပ်ခုထဲကိုဆင်းလိုက်ပြီးအာဒီကကင်မရာကိုလှမ်းပေးလိုက်ပါတယ် ာဒီလည်းကျင်းကိုပိတ်လိုက်ပြီးအပြင်ကနေစောင့်နေလိုက်ပါတယ်။နောက်တစ်နေ့ရောက်တော့အာဒီကစီတာကိုအပြင်ကိုပြန်ခေါ်ပြီးကင်မရာကိုဖြန့်ချတဲ့အခါညာကဘာမှမဖြစ်ခဲ့ပါဘူး။စီတာကသူ့မမိဘတွေကိုတည်စီခဲ့သူကအုတ်ကူနှိပ်စက်မှုကိုယုံကြည်သူဖြစ်တာကြောင့်အပြစ်အရှိဆုံးသူတစ်ယောက်တည်ဆုံးတဲ့အခါအတူတူအုတ်ကူထဲကိုဝင်ပြီးကြိတ်ခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။ဒါနဲ့စီတာလည်းဘိုးဘွားရိတ်သားကအဘိုးတယောက်ရဲ့သမီးဖြစ်သူကို TV အစီအစဉ်မှာပါဝင်လို့ရအောင်အကူအညီပေးမလားလို့အကူအညီတောင်းပါတယ်။ TV ရှိုးမှာတော့စီတာကြုံတွေ့ခဲ့သမျှတွေကိုပြောပြတာ သူမရိုက်ကူးထားတဲ့ဗီဒီယိုကိုပြသချိန်မှာတော့တခြားဗီဒီယိုတစ်ခုဖြစ်နေပါတယ်။ဒါနဲ့စီတာလည်းသူမပေးထားတဲ့ဗီဒီယိုမဟုတ်ဘူးလို့သွားပြောတော့စီတာကိုသူမပေးတဲ့ကပ်ပဲလေလို့ဆိုပြီးပြန်ပြောလိုက်ပါတယ်။စီတာကအာဒီတယောက်ကပ်ကိုလဲထားတယ်ဆိုတာကိုသိလိုက်ပြီးရန်သွားတွေ့ပါတယ်။အာဒီကတော့သူတို့မိဘတွေတည်ရတာစီတာကြောင့်လို့ပြောတယ်လို့စီတာကလည်းအာဒီကပိုက်ဆံခိုးတဲ့လူနောက်ကိုလိုက်သွားရင်သူတို့မိဘတွေတည်မှာမဟုတ်ဘူးလို့ညင်းကုန်ကြပါတယ်။အာဒီကစီတာဟာဘိုးဘွားရိတ်သားကလူတွေကိုလည်းတကယ်ကြည့်မဆိုင်ပဲ သူမစိတ်အစဉ်ပြေအောင်လို့ဒီကိစ္စတွေကိုရှောင်လုံနေတာလို့ပြောပါတယ်။ဒါနဲ့စီတာကသူမအခန်းထဲကိုသွားပြီးမိသားစုပုံလေးကိုပိုက်ခါဝမ်းနေနေချိန်မှာသူနာပြုစီတာလို့ခေါ်တဲ့အတန်ကိုကြားလိုက်ရပါတယ်။စီတာကမစ္စတာဝါဟူရဲ့အခန်းထဲကိုသွားကြည့်တဲ့အချိန်သူနာပြုစီတာလို့ခေါ်တဲ့အတန်ကိုထတ်ကြားရပြီးပြတင်းပေါင်းအပြင်ကနေလက်သက်ရှိကြီးကိုလည်းတွေ့လိုက်ရပါတယ်။နောက်တစ်ကောက်သူနာပြုစီတာလို့ခေါ်တဲ့အချိန်လက်ကြည့်လိုက်တော့ဗီရိုပေါ်ကနေလူတယောက်ပုံစံကိုတွေ့လိုက်ရပြန်ပါတယ်။အဲ့ဒီအချိန်မစ္စတာနီအခန်းထဲကိုဝင်လာပြီး သူမယောက်ျားကဖောက်ပြန်နေတယ်လို့ထင်ကြောင်ပြောပါတယ်။စီတာလည်းသွားကြည့်တဲ့အခါမှာတော့တခြားသူနာပြူးနဲ့ဖောက်ပြန်နေတာကိုမြင်လိုက်ရပြီးမစ္စတာဘန်ဒီကတော့အခန်းထဲကထွက်လာပြီးအမျိုးသမီးဖြစ်သူကိုတောင်းပန်ပါတယ်။စီတာကမစ္စနာနီကိုဒီတညတယောက်ထဲအိတ်ဖို့ပြောပေမဲ့မစ္စတာဘန်ဒီကတော့သူမကနမောနမဲနိုင်တာကြောင့်တယောက်ထဲအိတ်လို့မဖြစ်ကြောင်ပြောပါတယ်။နာနီကအခန်းထဲမှာခေါင်းဝန်ဝတ်ထားရတဲ့အပေါ်သွားမိပြီးအန်ထွက်တာကြောင့်ခေါင်းဝန်ကိုပေးချန်သွားပါတယ်။ဒါနဲ့လက်စုပ်ကိုချုပ်ပြီးခေါင်းဝန်ကိုအဝတ်လျှော်စားတဲ့ထည့်လိုက်ကမီးပလက်ကျိုးကိုတက်လိုက်ပါတယ်။ အဲ့ဒီအခါလက်ကလက်စုပ်မရှိတာကိုသတိထားမိသွားပြီးအဝိရှော့ဆက်ထဲကခေါင်းဝုံကိုပြန်ထုတ်ကြည့်ကလက်စုပ်ပါသွားလားလို့လိုက်ရှာပါတယ်ဒါပေမဲ့မတွေ့တာကြောင့်အဝိရှော့ဆက်ထဲကိုခေါင်းဝင်လိုက်ပြီးလက်စုပ်ကိုရှာနေတဲ့အချိန်ကြာလို့မတွေ့တာနဲ့ခေါင်းကိုပြန်ထုတ်တဲ့အချိန်မှာအဝိရှော့ဆက်ထဲကနေထုတ်လို့မရတော့ပဲလက်ကိုအပြုတ်ပြီးထုတ်နေတဲ့အချိန်လက်ကခလုတ်ကိုနှိမ့်မိသွားတာကြောင့်တက်ကလဲသွားပြီးအော်ဟစ်နေကနောက်ဆုံးမှာတော့တီးဆုံးသွားပါတယ်မစ္စတာဘန်ဒီလည်းဝမ်းနေပြီးတအားယူကျုံမရဖြစ်နေပါတယ် ဂျီတာကတော့အတန်ကြာလို့လှည့်ကြည့်တဲ့အချိန်ရုတ်တရက်ဂျီတာရဲ့ဘေးနားမှာမကောင်းဆိုးဝါးပုံစံကြီးပေါ်လာပါတယ်။ဒါပေမဲ့အိမ်မက်ဖြစ်နေပြီးဂျီတာတယောက်လန်လို့သွားပြီးမစ္စတာပန်ဒီကိုသွားကြည့်တဲ့အချိန်ပန်ဒီကသူ့အမျိုးသမီးတေဆုံသွားတာကိုဂျီတာကပဲအပြစ်တင်နေပါတယ်။နာနီကနမောနမဲနိုင်လို့တယောက်တည်းမထားတင်ကြောင်ပြောပြီးမဲ့စီတာကခွဲအိတ်ခိုင်းတဲ့အတွက်အခုလိုဖြစ်ရတာဆိုပြီးအပြစ်တင်နေတာပါစီတာလည်းအဲခန်းတဲကိုသွားပြီးလူဝီတာကိုသူမကတရေတွေရဲ့အတန်ကိုကြားနိုင်တာမဟုတ်လားလို့မေးပါတယ် ယိုဝီတာကလည်းစီတာကိုသူမကယုံကြည်မရှိရင်မြင်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။နောက်တော့ဇပွဲဝိုင်းပေါ်မှာဖျောင်းနိုင်တွေထွန်ထားပြီးယိုဝီတာကစီတာကိုဇပွဲဝိုင်းမှာလာထိုင်ခိုင်းပါတယ်။စီတာလည်းဝင်ထိုင်လိုက်ပြီးတယောက်နဲ့တယောက်လက်ချင်းထပ်ထားလိုက်ကြပါတယ်။ယိုဝီတာကတက်ရှိတွေနဲ့ပြဿနာရှင်းကျင်သေးတဲ့တွာလာနေတဲ့ဝိညာဉ်တွေကိုစကားပြောဖို့အတွက်ဆိုပြီးခေါ်ပါတယ်။နောက်တော့ယိုဝီတာကနာနီကိုသူမယောက်ျားကပြောစရာရှိတဲ့အတွက်လာခိုင်းလိုက်ပါတယ်။နာနီကယိုဝီတာကိုပူးလိုက်ပြီးပန်ဒီလို့ခေါ်လိုက်ကပန်ဒီကလည်းနာနီကိုတွေ့ကျင်နေကြောင်းနဲ့သူ့ကိုခွင်းလို့ပေးဖို့တောင်းပန်ပါတယ် ။ဒါနီကတော့သူတို့နှစ်ယောက်တွေးဖို့မရှိတော့ကြောင်းနဲ့တနည်းတော့ရှိပြီးပန်ဒီကိုသူနဲ့ဖောက်ပြန်ခဲ့တဲ့သူနာပြုမာလေးကိုတတ်ခိုင်းပါတယ်။စီတာကအဲ့ဒါမဟုတ်ဘူးနော်လို့ဂျူဝီတာကိုလှမ်းပြောတော့စီတာကိုမြင်ရဖို့မျက်လုံးမလိုပဲယုံကြည်ဖို့ပဲလိုတယ်လို့သာပြောပြီးတခြားသူတွေကပါယုံလိုက်ပါသူနာပြုစီတာလို့တံပြန်ပြောနေကြပါတယ်။အဲ့ဒီချိန်မှာပဲရုတ်တရက်စီတာကနာနီကို တွေ့လိုက်ရတော့လန့်ပြီးထလိုက်ကလိုက်ကာကိုသွားဖွင့်လိုက်ပါတယ်။စီတာလည်းနေလေစာစားချိန်ကိုရောက်ပြီလို့ပြောတာကြောင့်သူတို့လည်းအခန်းထဲကနေထွက်သွားကြပါတယ်။ အဲ့ဒီချိန်စီတာလို့ခေါ်တဲ့အာဒီရဲ့အတန်းကိုဂျူဝီတာစီကနေကြားလိုက်ရပြီး MIA ကိုကူညီပါလို့ပြောနေပါတယ်။စီတာလည်းအာဒီစီဖုံးလန့်ဆက်လိုက်တော့အလုံးလုံးနေတာလို့ပြောတာကြောင့်ဖုံးချလိုက်ပါတယ်။အာဒီလည်းလော်ကာတွေကစီတာရိုက်ကူးခဲ့တယ်ပဲ။မမ်မိုရီကတ်ကိုထုတ်ကြည့်နေချိန်မှာအတန်းကြားလိုက်လို့တခြားလော်ကာကိုဖွင့်ကြည့်တော့ဘာမှမတွေ့ပါဘူး။နောက်တော့တကားကောက်တန်ကိုကြားလို့ဖွင့်ကြည့်တော့လေဘာမှမတွေ့တဲ့အတွက်မမ်မိုရီကတ်ကိုအမိုက်ပုံးထဲကိုပစ်ထည့်လိုက်ပါတယ်။ဒီချိန်မှာပဲအနောက်ကအလောင်းကောင်ကြီးကထလာပြီးအာဒီရဲ့အနားကိုရောက်လာတော့မယ့်အချိန် ာဒီကအနောက်ကိုလှည့်ကြည့်တော့ပျောက်သွားပါတယ်။အာဒီလည်းတကားကိုဖွင့်တော့ဖွင့်လို့မရတော့ပဲ။အနောက်ကိုနောက်တစ်ခေါက်လှည့်ကြည့်တဲ့အခါလောင်းကောင်ကြီးကိုတွေ့လိုက်ရပြီ။လောကထဲကိုအမြန်ဝင်ပေါင်းလိုက်ပါတယ်။ဒါပေမဲ့လောကထဲမှာလည်းတေပြီးသားလူတွေကိုမြင်လိုက်ရတာကြောင့်အာဒီတရားအော်ဟစ်နေပါတော့တယ်။တပတ်မှစီတာကသူနာပြုကောင်မလေးနဲ့စကားပြောနေတော့ပန်ဒီကရောက်လာပြီးသူနာပြုကောင်မလေးကိုဓာတ်နဲ့ခုတ်ဖို့လှုပ်တာကြောင့်နှစ်ယောက်သားထွက်ပြေးလာကြပါတယ်။စီတာကတကားကိုထိန်းထားပြီးသူနာပြုမလေးကိုထွက်ပြေးဖို့ပြောတာကြောင့် ူနာပြုကောင်မလေးကထွက်ပြေးတဲ့အချိန်မှာပန်ဒီကသူမကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။တီတာကလူနာတင်ကားခေါ်ပြီးမှပြောပြီးမှလူနာပြုလေးကသူမရှင်တန်ရတာပင်ပန်းပါတယ်ဆိုပြီးအဲ့ဒီဓာတ်နဲ့ပဲကိုကိုကိုအချင်းချင်းပြန်ထိုးပြီးတည်သွားပါတယ်။အဲ့ဒီအချိန်မှာအုတ်ကူနှိမ့်ဆက်မှုကတကယ်ရှိပြီးငရဲကလည်းတကယ်ရှိတယ်လို့ပန်ဒီကပြောတာကြောင့်စီတာကဘသူပြောတာလဲလို့မေးပြီးပန်ဒီညွန်ပြတဲ့စီကိုကြည့်လိုက်ပါတယ်။ဒီချိန်မှာပဲ TV မှာစီတာပြောခဲ့ဘူးတာကြောင့်ကောင်လေးတယောက်ကအုတ်ကူမှာအတန်ဖန်းကြည့်တဲ့အခါစီတာပြောခဲ့တာမှားနေကြောင်တက်တည်ပြနိုင်ခဲ့တယ်ဆိုပြီး တီဗီမှာလာနေပါတယ်။တခြားလူတွေလည်းအုတ်ဂူနှိမ့်ဆက်မှုကိုယုံကြည်နေကြောင်းပြောနေကြပါတယ်။ဂျီတာလည်းစိတ်ဆိုးမှန်ဆိုးနဲ့ဝါဟူရဲ့အုတ်ဂူကိုတူးနေပြီးနောက်တော့စီတာကအုတ်ဂူထဲကိုရောက်သွားကအပေါ်ကနေအုတ်ဂူကိုပြန်ပိတ်သလိုဖြစ်သွားပါတယ်။ဂျီတာလည်းထမရဖြစ်နေပြီးအာဒီကိုကူညီပေးဖို့အော်နေပါတယ်။အဲဒီနောက်တနေရရာကိုပြုတ်ကျသွားသလိုဖြစ်ပြီးစီတာလည်းပြန်ထွက်ဖို့လမ်းရှာရပါတယ်။သူမအတန်တွေကြားနေရပြီးရုတ်တရက်အင်မာအေးပေါ်လာကသူ့ကိုကယ်ပေးဖို့ပြောပါတယ်။စီတာလည်းဆိုက်လျှောက်လာရင်းနဲ့အာဒီကိုတွေ့တော့လှမ်းခေါ်ပေမဲ့ ။သူမဘေးမှာအမျိုးသားကြီးတယောက်ပေါ်လာတာကြောင့်လန့်ပြီးထွက်ပြေးပါတယ်။သူမကိုသူမထင်းအောင်ထင်းမဖြစ်နေတာလို့ပြောပြီးအဖေနဲ့အမေကယ်ပါလို့ငိုနေပါတယ်။နောက်တော့ငငယ်ကဖြစ်ပြက်ဖူးတဲ့အဖြစ်ပြက်အတိုင်းငုံဆိုင်မှာပိုက်ဆံခိုးနေတဲ့သူရဲ့လက်ကိုကိုင်းမိသွားပြီးအပြင်ကိုလှမ်းကြည့်တော့စီတာရဲ့အဖေနဲ့အမေကိုတွေ့လိုက်ပါတယ်။စီတာလည်းငိုနေရင်းနဲ့တောင်းပန်ပါတယ်လို့ပြောတော့အပင်နဲ့အမေကလက်ဝဲရမ်းပြပြီးပျောက်သွားပါတယ်။ဒီတားလဲအဲဒီကနေထွက်လာခဲ့ပြီးကလေးတွေကိုတွေ့ကာကူညီပေးပါလို့ပြောနေပါတယ်။ အဲ့ဒီနောက်မှာတော့စီတာကမြင်ရဖို့မျက်လုံးမလိုဘူးယုံကြည်ဖို့ပဲလိုတယ်ဆိုတာကိုအမှတ်ရသွားကမျက်လုံးကိုမှိတ်ထားလိုက်ပါတယ်။ဒါနဲ့ MRI ကိုတွေ့သွားပြီးကျွန်တော်ကိုကယ်ပါလို့ပြောတာကြောင့်အတူတူပြေးလာကြရင်းနဲ့ဘရင်းနဲ့တခုကိုတွေ့တော့ MRI ကခုန်ခိုင်းပါတယ်။ဒါပြီးသွားရင်နှစ်နာသူတွေလည်းရှိတော့မှာမဟုတ်ဘူးလို့ပြောကသူ့ကိုကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောဆိုပါတယ်။စီတာကလည်းလန်နိုးသွားပြီးအုတ်ကူထဲကနေအာဒီကိုအော်ခေါ်နေရင်းအပေါက်ထဲကနေမွေတွေအုတ်ကူထဲကိုဝင်လာပါတယ်။မွေတွေကအလောင်းထဲကိုရောက်သွားပြီးအလောင်းကထလာတာ နှိမ့်ဆက်ခံရတာကြောင့်ညှဉ်းညူနေရပါတယ်။မွေတွေကကိုယ်ထဲကနေပြန်ထွက်လာပြီ။ခေါင်းတွေအများကြီးဖြစ်သွားကမျက်နှာကိုပေါက်ချလိုက်ပါတယ်။တွေးတွေကပန်းထွက်နေပြီးစီတာကိုတော်တွေးတွေပြေးလာပါတယ်။စီတာလည်းကြောက်လန့်ပြီးအလားကိုတောင်းပန်ပါတယ်လို့ပြောနေရင်အပြစ်တွေအားလုံးကိုခွင်လွှတ်ပေးဖို့တောင်းဆိုပါတယ်လို့ဇက်တိုက်ပြောနေပါတယ်။ဒီချိန်မှာပဲရုတ်တရက်အုပ်ကူကပွင့်သွားပြီးအာဒီကလက်ကမ်းပေးတာကြောင့်အပေါ်ကိုရောက်လာခဲ့ပါတယ်။နှစ်ယောက်အတူတူထွက်ပြေးကြရင်းနဲ့မင်းတို့ရဲ့ဖခင်ကဘသူလဲလို့မေးတာကြောင့်စီတာလည်းလန့်သွားပါတယ်။ အဲ့ဒီနောက်မှာတော့အုတ်ဂူနှိမ့်ဆက်မှုနဲ့ပတ်သက်ပြီးမင်းကိုပြောခဲ့သမျှအလုံးအမှန်ဖြစ်နေမှာကိုကြောက်နေတယ်ဆိုတာတေချာတယ်တော်လို့ပြောတဲ့ဖုန်းထဲကဗီဒီယိုကိုမစ်နာနီကပိတ်လိုက်ပြီးသူမယောက်ျားကအိတ်ဖို့ပြောရင်ဇလန်းလေးလည်းပြီးဆုံးသွားပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြီးရှုပေးတဲ့တယောက်ချင်းစီကိုအထိုးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းနေကုန်းချောက်လိုက်ပါတယ်ခင်ဗျာ